မမွန်ရေပြင်ဦးလင်မျိုးမှာအိမ်ဝယ်တော့မယ်ဆိုရင်အိတ်ခမ်းတွေအများကြီးပါရမယ်နောက်ပြီးတော့အလှည့်လေးလာရမယ်အိတ်ခမ်းတွေကျဲရမယ်ဘေးကွာလတီကောင်းရမယ်ဆိုတဲ့အချက်တွေနဲ့ပြည့်စုံတဲ့ဒီင်ကလေးကိုမမွန်ကညွှန်ပေးခြင်းပါတယ်ဒီနေ့မှဆိုရင်အိတ်ခမ်းစုစုပေါင်း၅ခန်းပါတယ်စင်ကာတခန်းပါစုပေါင်း၆ခန်းပေါ့နော်အိတ်ခမ်း၆ခန်းပါတယ်ဒီအိမ်ရှေ့လဲမြောင်းတဲ့လေးဖြစ်တဲ့ဒီအိမ်နောက်ပြီးတော့ရှေ့လန်းဆိုလို့ရှိရင်လဲကာနစီ AC ရှောင်လို့ရတဲ့ဒီအိမ်ကိုမမွန်ကပြပေးခြင်းပါတယ်ရှင်ပြီးတော့ ဒါလေးอ่ะဆိုလို့ရှင် view လည်းအရန်လာတယ်ပေါ့เนาะအဲ့တော့သူကရေချမ်းကိုရက်ွက်ကြီးဆက်နှစ် hay filler ထဲမှာရှိတဲ့အိမ်ကလေးဖြစ်ပါတယ်ရှိမှဆိုလဲကားနဲ့စီးလောက်ရက်လို့ရတယ်ရှင် ပြီးတော့ဘေးနားမှာဆိုလဲ landscape လုပ်ထားတဲ့နေရာလေးတွေပါတယ်အဲ့တော့မမုံအိမ်နဲ့ရင်လိုက်ပြပေးမယ်အိမ်ထဲမှာဘလို့ quality ကောင်းကောင်းလေးတည်ဆောက်ထားလဲဆိုတာမမုံပြပေးချင်ပါတယ်အမ်ဒါကတော့ဝင်ဝင်ချင်းမှာပထမဆုံးတွေ့ရမယ့် living room လေးဖြစ်ပါတယ်ရှင်ဒီအိမ်ထဲမှာမြင်မြင်သမျှ အကုန်လုံးကိုထားခဲ့ပြီးမှဖြစ်ပါတယ်။ TV တင်တဲ့စင်နီယာဆာ share ရီပဲပေါ့နော်။အောက်မှာဆိုလဲနှစ်ပေပက်လက်ကြွေပြားတွေကိုသုံးပေးထားတယ်။အိမ်ရဲ့အရာကိုကြွေပြားတွေနဲ့အဆက်အောင်လို့ဆိုပြီးတော့ gray တွေကိုသုံးပေးထားတယ်။နောက်ပြီးတော့မျက်နှာချက် height ဆိုလဲမြင်တယ်။မျက်နှာချက်ဆိုလဲ gray ရောင်ကိုသုံးပေးထားပြီးတော့မှ ပရင်တကားအိမ်မှာလုံခြုံရေးတန်ပန်းတန်တကားတွေကိုခုလို style လေးရေလုပ်ပြထားတယ်ပေါ့နော်။ဒါကတော့အလီကကွင်းအောက်ပါလီကကွင်းအောက် space နေရာဆိုလို့ရှိရင်လည်းမမွန်တို့စိတ်ကြကိုယ်စိတ်ကူးရှိသလောက်ချဲ့ထွင်ပြီးလုပ်လို့ရတဲ့နေရာပါတယ် space နေရာကျေတယ်ပေါ့နော်။ မမဇီနုံနဲ့ခြံချင်းပြောရသေးဘူးဇီနုံက3950ညှိနိုင်ပါရှင်။နောက်ပြီးတော့ခြံချေကမျက်နှာစာရင်းမဲ60ရှိပြီးတော့နောက်က45ပဲရှိပါတယ်။6045ပဲအခြေပေါ်မှာတိဆောက်ထားပါရရှင်။ဒါလေးက single ခန်းလေးပါ။အောက်ထက်ရဲ့သူ့ရဲ့မျက်နှာချင်းဆိုင်မှာဆိုလို့ရှိရင်လည်း fire line system တွေအားစပါတော့နော်။မြေသက်စီးမှုတွေအားစထားလို့ရတဲ့ space နေရာခြေလေးပါတယ်။အဲ့တော့ ဒီဘက်နောက်ကိုဆက်ထွက်မယ်ဆိုလို့ရှိရင်တော့ဒါလေးက kitchen room လေးပါရှင် kitchen room မှာဆိုရင်လည်းအညော်ဆုပ်ဆက်တွေအားစထည့်လို့ရတဲ့နေရာ spacing တွေပါတယ်ဒါလေးကတော့ store အနေနဲ့ပစ္စည်းထည့်လို့ရမယ့်နေရာလေးပါပါတယ်ရှင်အဲ့တော့ဒီဘက်ခြမ်းလေးဆက်ထွက်မယ်ဆိုလို့ရှိရင်တော့ဒါလေးကတော့ dining room မှာအောက်ဆိုလဲကိုစိတ်ကြိုက်ခင်းလို့ရအောင်လို့ဆိုပြီးထားတာအပြည့်ရဲ့မီးဆိုင်နေရာစအပြည့်ဝတက်ဆင်ပေးထားတဲ့ဒီအိမ်ကလေးဖြစ်ပါတယ်ရှင်အဲ့တော့မမောင် ပြပေးမယ်အပေါ်ကိုတက်တဲ့နေရပါတော့ပေါ်တက်ကိုတက်တဲ့နေရတောက်လျှောက်မှလဲလေပိုင်ရှင်ကလေကခွင်တောက်လျှောက်မှလဲကြွေပြားတွေခင်ပြထားတယ်လို့မျိုးနှញ្ញံနေဝေါ်ရီမှလဲကြွေပြားတွေကပ်ပြထားတယ်အိမ်မှာအခန်းတိုင်းမှာလဲ CCTV တွေတက်ဆင်ပြထားပါတယ်နောက်ပြီးတော့ ဒီ light tree တွေဆိုလို့ရှိရင်လည်းအရာအဆက်မှုရှိအောင်သုံးပေးထားတယ်။ဒါဆိုရင် design ထွင်လာတာဒါပေမဲ့ချင်းနေရင်နေမလာအောင်လို့ဆိုပြီးချင်းလုံးစကားလေးနဲ့တက်ဆင်ပေးထားတယ်။နောက်တစ်ခုက legacy တက်တဲ့နေရာတိုင်းမှာဆိုလို့ရှိရင်လည်း doom နာလို့ဆိုပြီး legacy လေးတွေကပြပြလေးတွေထားထားပေးတယ်ပေါ့နော်။အဲ့တော့ဒါပေါ်ရဲရောက်ပါပြီ။ပေါ်ရဲရောက်တဲ့ခါဆိုလို့ရှိရင်ဒါ နည်းနည်းချင်းဆိုင်မှာဆိုရင်ဖြူအရန်လာနေရာရှိရဲ့ master bedroom မှာဒီ master bedroom ခန်း area ဆိုလို့ရှိရင်လည်းကျဲတယ်နောက်ပြီးတော့ master bedroom နဲ့မှာရှိရဲ့ရေချိုးခန်း inner တွေဆိုလို့ရှိရင်လည်းကျဲကြီးပဲပေါ့နော် button wc ဆိုလို့ရှိရင်လည်းကျဲတယ်များသောအားဖြင့်တန်ရှင်းလုံးလွတ်လွတ်အောင်လို့ဆိုပြီးတော့မှဒီအနက်ရောင်နေနဲ့ gray နဲ့ကိုဆက်ပြီးသုံးပေးတာလေဒါကတော့ရှောက်လမ်းမှာဒီရှောက်လမ်းမှာဆိုလဲ coffee bar ညာထိုင်သောက်လို့ရတယ်ဒီမာရီမဲလေဖြူးကြည့်လို့ရတဲ့နေရာ ပါနေပေါ့နော်ပြူရန်လာတယ်ဒါကတော့အပေါ်တဲ့ရဲ့ဒုတိယမြောက်မာစတာဘက်ရုံဖြစ်ပြီးတော့ဒါလေးကတတိယမြောက်မာစတာဘက်ရုံဖြစ်ပါတယ်ရှင်ဒီအိမ်မှာရှိတဲ့အားသာချက်ကပါလဲဆိုတော့မာစတာဘက်ရုံမာစတာဘက်ရုံနိုင်ကကျဲတယ်မာစတာဘက်ရုံထဲမှာရှိတဲ့အခန်းတိုင်းအခန်းတိုင်းမှာရှိတဲ့ button wc တိုင်းကလည်းကျဲတယ်အမ်ပြီးတော့နောက်တစ်ခုကကြတော့ခြွေပြားတွေဆိုလို့ရှိရင်လည်း worry အပြည့်ကိုတက်ဆင်ပေးထားတယ်အိတ်ဆော့ဖန်တွေကစအကုန်ပါတယ် ူ့ရဲ့အိမ် big quality နဲ့ခိုင်ခံ့မှုကတကယ်ကို share ပဲပေါ့နော်အဲ့တော့ဒါအနောက်ပဝင်းချင်းမှာအနာမဆိုလို့ရှင်လေလူနေအင်ဂျီပဝင်းချင်းနေရှိပြီးမှလက်ရှိလူနေနေရဲ့နေရာရှိရပေါ့နော်အဲ့တော့လက်ရှိလူတွေလည်းနေကြပါတယ်မန်လေးလာရှိုးလမ်းမကြီးကနေလာလိုက်မယ်ဆိုလဲ10မိနစ်ကြောကြောသားလာရတဲ့ကွာဝေးမှာရှိပါတယ်အဲ့တော့ဒါအပေါ်ဆုံးတစ်ခုရောက်ပါပြီပေါ်ဆုံးတစ်မှာဆိုလို့ရှင်လေဒါလေးကတော့အဲဒီအိမ်ရဲ့စတုဒ္ဓမြောက်မှာစာဘတ်ရုံပေါ့နော် ီမာစာဘတ်ရုံးကိုမဝင်ခင်မှာဆိုရင်ဒါအခန်းတစ်ခန်းပါတယ်ဒါကတော့အမှန်နေနဲ့ဆိုမမွန်ထင်းနေရှရွန်ရုံးနေနဲ့လည်းလုံးလို့ရတယ်ရှရွန်ရုံးမပါသေးရပါတော့ဒါမှမဟုတ်လို့ရှိရင်လည်းအမ်ဂျင်ရုံးနေနဲ့တည်တံ့လုံးလို့ရတဲ့အခန်း area ကျေပါတယ်ပေါ့နော်အော် manager height တွေဆိုလည်းမြင့်နေတုံးထားတဲ့မီးဆိုင်တွေနဲ့မြင့်တဲ့ design တွေဆိုလို့ရှိရင်လည်းတခြားလေးတုံးပေးထားတယ်ဒါကတော့ master bedroom မှာဒီဘက်အခန်းကနေဝင်လာလိုက်မယ်ဆိုရင်တော့ရောက်နိုင်မယ် master bedroom ဖြစ်ပါတယ်ရှင်။အဲ master bedroom ရဲ့ button wc ကိုမမွန်လိုက်ပြပေးမယ်။သူကလေ button wc တွေကိုတော့ချိန်ကြီးလုပ်ပေးထားတယ်။နောက်ပြီးတော့ပစ္စည်းကောင်းတွေပဲသုံးပေးထားတာ။ကြည့်လိုက်တာနဲ့ပစ္စည်းရဲ့ big quality ပစ္စည်းရဲ့ quality တွေကိုမြင်သာထင်သာရှိတယ်ပေါ့နော်။အဲ့တော့ဒီဘက်ချမ်းလေးကိုပြပေးမယ်။မျက်နှာချင်းဆိုင်မှာလည်း master bedroom နောက်ထပ်တစ်ခန်းရှိပါတယ်။အဲ့တော့ဒီမှာစုစုပေါင်း master bedroom ၅ခန်းပါတယ်။ အဲ့တော့ဒီအိမ်ကိုဝယ်ပြီးတော့စီးပွားရေးပဲလုပ်မလားဒါမှမဟုတ်လို့ရှိရင်လည်းအမိသားစုများတဲ့အတွက်ကြောင့်မလို့အဲ့လိုလေးနေမလားပေါ့နော်တကယ်ကိုအဆင်ပြေတယ်ဒါကမမမဝင်ပြတဲ့အတိုင်းမှာ master bedroom ဆိုလို့ရှိရင်လည်းကျေပြီပေါ့နော် isofan နေဆိုလည်းအခန်းတိုင်းခန်းတိုင်းမှာ အစာဘတ်ရွန်နိုင်ရဲ့ပထန် WC တိုင်းမှာပါတယ်မီဆိုင်းနေဆိုလို့ရှိရင်လည်းတခြားလေးတုံးတုံးပြီးသားတဲ့အင်္ဂလိပ်ဖြစ်ပါတယ်ရှင်ဒါကတော့ဒီအင်ရဲ့အသက်ပါအရန်မိုက်ပါတယ်ပေါ်ဆုံးတက်ဆိုလို့ရှိရင်ယူကြည့်လို့ရတဲ့နေရာပါတယ်ပေါ့နော်အဲ့တော့ဒီနေရာကဘာနဲ့နေလဲဆိုရင်မမုံတို့ Snow Palace Hotel နဲ့လည်းနေပါတယ်နောက်ပြီးတော့ Mind Coffee နဲ့လည်းနှီးပါတယ်ရှင်။အဲ့တော့ဒီဘက်သစ္စာမွန်လမ်းကနေလည်းဝင်လို့ရတယ်။ပြီးတော့အင်းချင်းချမ်းသာလမ်းကနေလည်းဝင်လို့ရတယ်။ ဒါပေါ်တဲ့ရဲ့ဖြူးကြည့်လို့ရတဲ့နေရာ coffee ထိုင်သပြီးဖြူးကြည့်မယ်ဆိုရင် share ပဲပေါ့နော်အဲ့တော့ဒီအင်္ဂလိပ်ကိုစိတ်ဝင်စားခဲ့ရင်ဒီအင်္ဂလိပ်ရဲ့အသေးစိတ်ချက်လက်တွေကိုသိရှိလိုခဲ့တယ်ကြည့်ချင်ခဲ့တယ်ဆိုလို့ရှိရင်ပေါ့မမွန်တို့ရဲ့လင်းမြေဖုန်းနံပါတ်39640669669လေးခုကိုဆက်သွင်းစုံစမ်းနိုင်ပါတယ်လင်းမြေ page မှာစုံစမ်းနိုင်လို့မမွန်ကောင်းမလဲစုံစမ်းနိုင်ပါတယ်ရှင်